စစ်စခန်းရဲ့တရကားဝါမှာကောင်မလေးတယောက်မတက်ရက်နေတယ်။သူမလက်ထဲမှာတော့မိဘနှစ်ပါးရဲ့မင်္ဂလာလက်မှတ်ဟောင်းတရွက်ကိုမြဲမြဲဆုပ်ကင်ထားတယ်။သူမရဲ့ရွေးချက်ကရှင်းပါတယ်။အခုမှအောင်ပွဲခံပြီးပြန်လာတဲ့တမူးဟာသူမရဲ့ဖခင်ရင်းဖြစ်ကြောင်းကိုလူတိုင်းယုံကြည်ချင်တာပါ။ဒါပေမဲ့ဗေးနာကအဖွားအိုတယောက်ဟာလူတရက်ဆိုတယ်လို့သူမလက်ထဲကလက်မှတ်ကိုစက္ကနဲဆွဲယူသွားမယ်လို့လုံးဝမထင်ထားမိခဲ့ဘူး။အဖွားအိုကဒါတူလိန်နာလို့ပေါ်ပြောရင်းအဲ့ဒီလက်မှတ်ကိုတစ်စစီဆုပ်ဖြတ်ပစ်လိုက်တယ်ဒီလိုလုပ်ရတဲ့အကြောင်း ။ပြင်းကတော့ရုပ်ရှင်ပါတဲ့အဖွားအိုဟာသူ့ရဲ့သမီးကတမူးနဲ့ချွတ်ချုံမှုမှုလက်ထပ်နိုင်ဖို့အတွက်အတားဆီးတွေကိုရှင်းတင်နေတာပါပြီးတော့အဖွားအိုဟာဘသူ့ကိုမှမထီမဲ့မြင်ပြတဲ့ဟန်နဲ့စစ်တမ်းရရှိမှာပဲမိခင်နဲ့သမီးကိုအကြမ်းဖက်တိုက်ခိုက်ပါတော့တဲ့ကံကောင်းစွာနဲ့ပဲအဲ့ဒီအရေးကြီးတဲ့အချိန်မှာစူမြန်တန်ကိုကြားလို့လက်ထောက်တမှုတအူရောက်လာခဲ့လို့ဒါမိခင်နဲ့သမီးတို့ဟာယာယီအဖြစ်လွတ်မြောက်သွားနိုင်ခဲ့တာပါတမူးရှေ့တန်းထွက်သွားပြီးတဲ့နောက်ပိုင်းမှာမိခင်နဲ့သမီးတို့ဟာအဆုံးမရှိစဉ် ရဲဒုက္ခတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်တမူးရဲ့ဖခင်အဖိုးကသူတို့ကိုအေးဆက်ဆက်လိလူရှုခဲ့တယ်စားစရာဝတ်စရာနဲ့နေ့စဉ်သုံးပစ္စည်းတွေကိုပါမပေးဘဲထားခဲ့တယ်ချွေးမဖြစ်သူအဲ့ရတယ်လဲပြီးတေးလူမျိုးပါနမကျန်းဖြစ်နေချိန်မှာတော့ဆရာဝန်ခေါ်ဖို့ဝေတရားမှမတုံးခဲ့ပါဘူးမိခင်ရဲ့အခြေအနေပိုဆိုးလာတော့ကောင်မလေးဟာအဖိုးရှိမှဒူးထောက်ပြီးအသက်ကယ်ဖို့တောင်းပန်ရှာတယ်ဒါပေမဲ့အဖိုးဟာနှလုံးသားမရှိသူပမာညှင်းပယ်လိုက်ပြီးကြောက်ခိုင်းထွက်သွားခဲ့တယ်နောက်ဆုံးမှာတော့အခြားရွေးချယ်စရာမရှိတဲ့ကောင် မလေးဟာဖတ်ခင်ထားခဲ့တဲ့တတိယပစ္စည်းတိုကင်ကိုကောက်ယူပြီးအခုမြည်ရဖို့အတွက်မိခင်ကိုခေါ်ကစစ်စကန်စီကိုဥကီခဲ့တယ်တကားဝရောက်တာနဲ့စစ်သား၂ယောက်ကသူတို့ကိုတားဆီးတယ်တက်မှုကဘယ်တော့မှလက်မထပ်ဘူးလို့ထင်တာကလေးရှိတာဘလို့ဖြစ်နိုင်မှလဲဒေတာခံဖန်မန်နေဂျာတမီးနဲ့ဆစ်ဆက်ထားတယ်လို့တော့ကြားတယ်ကလေးရှိကိုလုံးဝမဖြစ်နိုင်ဘူးလို့စစ်သားတွေကတီတို့ပြောဆိုကြတယ်ကောင်မလေးကမဟုတ်ဘူးမားတယ်ကျမအဖေကသူဒီမှာပဲရှိတယ်လို့ပြောထားတာလို့ချက်ချင်းတုံ့ပြန်ပြောဆိုပေမဲ့စစ်သားက ။ TC ကအချက်လက်တွေနဲ့မကိုက်ညီဘူးသူတို့ကနေရာမလာပြီလို့ထင်ပြီးစစ်တပ်ကနေရာ၃လကြာပြောင်းသွားပြီဖြစ်လို့တခြားနေရာမှာသွားရှာဖို့အကြံပေးလိုက်တဲ့ကော်မလီစိတ်နှလုံးကွဲကြည့်နေတော့မှပဲကျွေးဝချမ်းသာတဲ့အမျိုးသမီးတူဦးရှောက်လာတဲ့ကော်မလီရှာနေတဲ့ဖခင်နာမည်ဟာသူမရဲ့မကြမီလက်ထက်မဲ့တမတ်နာမည်နဲ့တူနေရဲဆိုတာကြားလိုက်ရတဲ့အခါချက်ချင်းတန်လျာစိတ်ဝင်သွားတဲ့သူမဟာရှေ့ကိုတူလာပြီးကော်မလီရဲ့ပါးကိုခန်းကနဲ့ရိုက်ချလိုက်တဲ့နာမကျန်းဖြစ်နေတဲ့မိခင်ဟာသမီးကိုအကာအကွယ်ပေးဖို့အလင်း စလို့စူးစမ်းခဲ့ပေမဲ့အဖွားအိုကအချိုးအချောင်းနားမထောင်တဲ့အပြင်သူ့ရဲ့အစီကံတွေကိုပါရိုက်နှက်ဖို့အမိန့်ပေးခဲ့တယ်စစ်သားနှစ်ယောက်တောင်မခံနိုင်တော့ပဲဝင်တားဖို့စူးစမ်းခဲ့ပေမဲ့အဖွားအိုကသူ့တို့ကိုပါပါရိုက်ခဲ့တယ်တခင်မကျမတို့ကကျမခင်မုန်းကိုရှာချင်ရုံပါကျမသမီးကိုရိုက်ပိုင်권ခင်များမှာဘလို့ရှိလဲလို့မိခင်ကမေးတော့အဖွားအိုကတက်မှုကငါရဲ့သားမဟဲလို့ပြန်အောင်ပြောလိုက်တယ်တကားဝကရုပ်ရုပ်တဲတဲဖြစ်မှုဟာလူအုပ်ကြီးကိုဆွဲဆောင်လိုက်ပေမဲ့လူတိုင်းကအဖွားအိုရဲ့အဆင့် အတန်းကိုကြောက်ရွံ့ကြလို့မိခင်နဲ့တမိဘက်ကနေဘသူမှဝင်မပြောရဲကြဘူးဒါကြောင့်ကောင်မလေးဟာအိတ်ထဲကမင်္ဂလာလက်မှတ်ကိုပြင်းပြစွာထုတ်ပြပြီးသူမပြောတာအမှန်ဖြစ်ကြောင်းလူတိုင်းကိုပြောပြခဲ့တဲ့လက်မှတ်ကိုမြင်လိုက်ရတဲ့အခါအပေါ့အိုရဲ့မျက်နှာဟာချက်ချင်းပြောင်းလဲသွားတယ်ဒီမိခင်နဲ့တမိကိုတတ်မှုနဲ့လုံးဝတွေးခွင့်ပြုလို့မဖြစ်ဘူးမဟုတ်ရင်သူမရဲ့တမိဘယ်လိုလုပ်လက်ထပ်နိုင်မှာလဲဒါနဲ့နောက်တစ်ခဏမှပဲကောင်မလေးရဲ့အော်ဟင်ငိုယူတန်တွေကိုဂယုမဆိုင်ဖဲမင်္ဂလာလက်မှတ်ကိုဆုပ်ဖြတ်ပစ်လိုက်တယ်ဒါနဲ့ မခတ်သေးဘူးသူသမီးနေရာလုံးကျုံဖို့အတွက်မိခင်နဲ့သမီးကိုအပီးတိုင်ဖယ်ရှားပစ်ဖို့ပါသူမကြံစီလိုက်တဲ့ထိုးတွင်းတဲ့အတူအစီခံတွေကိုထပ်မံတိုက်ခိုက်ဖို့အမိတ်ပေးလိုက်တဲ့မိခင်နဲ့သမီးတို့ဟာတေဘေးနဲ့ရင်ဆိုင်နေရချိန်ပါပဲဩဇာရှိတဲ့အမိတ်ပေးတန်တစ်ခုကအရာအလုံးကိုရပ်တန့်စေခဲ့ပါတယ်ရောက်ရှိလာသူကတော့တက်မှုရဲ့လက်ထောက်တက်မှုပဲဖြစ်ပါတယ်